Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လက်ရှိ Premier League ရဲ့ Champion ဖြစ်တဲ့ဒါ Liverpool အသင်းကတော့လက်ရှိဒီရာဒီမှာဆိုရင်တော့ဒါ Premier League Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုဆက်လက်ပြီးတော့ကျွန်တော်ဒါထိမ့်သိမ်းသွားနိုင်မလားဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဒါဆွေးနွေးကြရအောင် အဲ့တော့ခုလက်ရှိကျွန်တော်တို့ဒါပရီးမီးယားလီးဂ်ရဲ့လက်ရှိချန်ပီယံဖြစ်တဲ့လီဗာပူးအသင်းကတော့ဒီရာဒီမှာဆိုရင်ဒါကစားသမားအပြောင်းလဲတွေအများကြီးဒါပြုလုပ်ထားတဲ့အသင်းတစ်သင်းလည်းဖြစ်နေတယ်။နောက်ပြီးတော့ဒါပရီးမီးယားလီးဂ်မှာဆိုရင်လည်းငွေသုံးအများဆုံးအသင်းတစ်သင်းလည်းဖြစ်နေတယ်ဗျ။အဲ့တော့အခုလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒါလီဗာပူးအသင်းအနေနဲ့သူတို့တုံးဆွဲထားတဲ့ငွေကြေးပမာဏအနေထားမှာကိုပဲကျွန်တော်တို့ဒါအောင်မြင်မှုဒါလောက်လောက်ငငအခုလက်ရှိအချိန်မှာမရသေးဘူးလို့ပြောလို့ရတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်ကျွန်တော်တို့အန်နီစတော့စတင်ပြီးတော့လီဗာပူးအသင်းကိုကင်တွယ်ခဲ့တယ်။ပြီးခဲ့တဲ့ရာသီတုန်းကကစားသမားအနေနဲ့ကြည့်မယ်ဆိုရင် ဒါကျွန်တော်ရအပြောင်းရွှေ့လောက်မှပဲခြေစာတယောက်လောက်ပဲဒါခေါ်ယူခဲ့တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီတုန်းကလေပါဘူးအသင်းရဲ့ဒီနိုင်ပွဲတွေကိုကြည့်မယ်ဆိုရင်နိုင်ပွဲတွေကတော်တော်လေးအခြေအနေကောင်းခဲ့တယ်ဗျ။သူတို့အနေနဲ့ရာသီအစကလေးအတိုင်းပဲလုံးဝအမှားယွင်းမရှိဒါရှုံးပွဲမရှိအောင်သူတို့အနေနဲ့တေချာလေးကစားပြီးတော့အနိုင်သုံးမှတ်တွေပဲရအောင်ယူထားနိုင်ခဲ့တယ်။အဲ့တော့အခုလက်ရှိဒီရာသီမှာဆိုရင်လေပါဘူးအတင်းရကစားသမားအပြောင်းလဲတွေအများကြီးလှုပ်လိုက်တယ်။အဲ့ပုံမှာလည်းကျွန်တော်တို့အများကြီးမူတီနီရယ်လို့တော့ကျွန်တော်ကတော့မြင်တယ် အခုလက်ရှိမှာလီဗာပူးအသင်းအနေနဲ့ဒါတိုက်စစ်ပိုင်းနေဒါကွင်းလေပိုင်းနေနောက်တန်းပိုင်းနေမှာဆိုရင်လည်းကစားသမားတွေအကုန်လုံးဖြည့်တင်းထားတယ်အဲ့အနေထားမှာကျွန်တော်အခုလက်ရှိဒါပရီးမီးယားလိမှာဆိုရင်ဒါရှုံးပွဲနှစ်ပွဲရှိသွားပြီသူတို့အနေနဲ့အခုလက်ရှိကျွန်တော်ဒါပရီးမီးယားလိခုနှစ်ပွဲကစားပြီးသွားတဲ့အနေထားမှာ၅ပွဲနိုင်ထားတယ်နှစ်ပွဲရှုံးနေထားတာကတော့ဒါလီဗာပူးလိုအသင်းကြီးတစ်သင်းအနေနဲ့လုံးဝဒါမဖြစ်တဲ့ကိစ္စတခုလို့တော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့အာဆင်နယ်အသင်းဆိုရင်ကျွန်တော်တို့ ခုနှစ်ပွဲကစားထားတယ်ခုနှစ်ပွဲမှာ၅ပွဲနိုင်ထားတယ်တပွဲပဲရှုံးနေထားတယ်တပွဲတည်ရကြထားတယ်ဆိုလီဗာပူးအသင်းထက်ဒါတမက်အကွာနဲ့ဇီယားဇီယားရဲ့ဒါထိတ်ဆုံးနံမက်အဆင့်၁မှာဒါရက်တည်နေတယ်လီဗာပူးကတော့အဆင့်၂ပေါ့အဲ့တော့လီဗာပူးအနေနဲ့ခုလိုမျိုးဒါနှစ်ပွဲရှုံးနေတာကတော့တကယ်ကိုမဖြစ်သင့်တဲ့အနေအထားပဲသူတို့ခေါ်ယူထားတဲ့ကစားသမားတွေသူတို့အသုံးပြုထားတဲ့ငွေကြေးနဲ့ရှင်ပြီးတော့ကြည့်မယ်ဆိုရင်ဒါမျိုးကတော့လုံးဝမဖြစ်သင့်ဘူးဒါရှုံးနေခဲ့တဲ့ပွဲစဉ်တွေကလည်းဒါ Crystal Palace ကို2-1ဆိုတဲ့ရလတ်နဲ့ရှုံးနေခဲ့တယ်။ Chelsea အသင်းကိုကျွန်တော်တို့က2-1ဆိုတဲ့ရလတ်နဲ့ထပ်ပြီးတော့ဒါရှုံးနေခဲ့တယ်။ ဒါချန်ပီယံလိမှာဆိုရင်လည်းဂလာတာစာရီကိုဒါ1-0ဆိုတဲ့ရလက်နဲ့ဒါရှုံးနိုင်ထားတာကိုလည်းကျွန်တော်တွေ့ရတယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့ဒါဗားရီများမှားယွင်းနေတာလေပေါ့နော်ခရစ်စတယ်ဘဲလီလိုမျိုးအသင်းမျိုးကိုဒါလီဗာပူးလိုမျိုးဒါငွေကြီးအများကြီးတုံးဆွဲထားတဲ့အသင်းတစ်သင်းအနေနဲ့ဒါ2-1ဆိုတဲ့ရလက်နဲ့ရှုံးနိုင်ခဲ့တာကြီးကတော့လုံးဝဒါမှဖြစ်တဲ့ပွဲစဉ်တစ်ခုလိုပဲပြောပြရတယ်အဲ့တော့လီဗာပူးအသင်းရဲ့ကိုလက်ရှိတာတိုက်စစ်ပိုင်းမှာဆိုရင်လည်းဒါအီဆက်တို့ရှိမယ်ဒါဒီယာဒီမခေါ်ယူထားတဲ့ဒါ Florian Wit တို့ရှိတယ်။နောက်တစ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒါ German Frank Baum တို့ပါလို့လည်းရှိသေးတယ်ဆိုတော့ Anislot တို့ကတော့လက်ရှိ ဒီယာတီကတော့တကယ်ကိုခက်ခဲတဲ့ဒါယာတီတခုလို့ပဲပြောချင်ပါတယ်။ဘာလို့လဲဆိုတော့လီဗာပူးအသင်းအနေနဲ့ဒီယာတီမှာပရီးမီးယားလိတိုက်တယ်ကြီးကိုဆက်လက်ပြီးတော့ကာကွယ်ဖို့ဆိုတာကအခုလိုမျိုးဒါရှုံးပွဲတွေရှိနေလို့မရဘူး။သူတို့ပြီးခဲ့တဲ့ယာတီတုန်းကလိုမျိုးပဲဒါပွဲစဉ်တိုင်းကိုအနိုင်သုံးမှတ်ရအောင်ကစားထားနိုင်မှာပဲအဆင်ပြေမယ်။ဘာလို့လဲဆိုတော့အခုဒီယာတီမှာဆိုရင်အသင်းတိုင်းလိုလိုကကစားသမားတွေခေါ်ထားတယ်။ အခုလက်ရှိကျွန်တော်တို့ဒါအာဆင်နယ်ခေါ်ထားအာဆင်နယ်ဆိုလို့အများကြီးခေါ်ထားတယ်ချက်စီဒါမန်ယူမန်ယူထားလိုက်ပါမန်ယူကတော့ကျွန်တော်တို့ဒါတိုက်တဲ့ challenge ထဲမှာဒါထည့်လို့မရသေးဘူးအခုလက်ရှိလည်းဒါအဆင်ပြေဖို့အတွက်အကောင်းဆုံးစူးစမ်းနေရတဲ့အသင်းတင်းအဲ့လောက်အခြေအနေပဲရှိသေးတယ်ကျွန်တော်တို့ဒါ champion ဖြစ်ဖို့တိခြေစွမ်းကတော့မရှိသေးဘူးအဲ့တော့အာဆင်နယ်ရှိမယ်ကျွန်တော်တို့ဒါမန်စီးတီးဆိုရင်လည်းကစားသမားတွေခေါ်ထားတယ်တော်တီယန်ဟော့စပါတပြင်းကစားသမားခေါ်ယူထားတဲ့အသင်းတွေနဲ့ရှိသေးတယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့ကလီဗာပူးအနေနဲ့ဒါရှုံးပွဲတွေရှိနေလို့မရဘူးလီဗာပူးအနေနဲ့ကျွန်တော်တို့ကအခုနောက်လာမယ့်ပွဲစဉ်တွေနဲ့ကြည့်မယ်ဆိုရင်တော့လီဗာပူးအနေနဲ့ဒါမန်ယူနဲ့ကစားဖို့ရှိတယ် ဒါပရီးမီယာလိမှာဆိုရင်ဘရန်ဖို့ရှိတယ်။အဲခရစ်စတယ်ပဲလိနဲ့ကစားဖို့ရှိတယ်။အက်စထရိုမီလာနဲ့ကစားဖို့ရှိတယ်။မန်စီးတီးနဲ့လည်းဒါကစားဖို့ရှိသေးတယ်ဆိုတော့အခုနောက်လာမယ့်ပွဲစဉ်တွေကိုလေဗာပူးအနေနဲ့အနိုင်၃မှတ်တေချာပေါက်ရအောင်အမှတ်ခွဲပေးတရားမလိုဘဲနဲ့အနိုင်၃မှတ်ရနိုင်မှဖြစ်တော်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အဲ့တော့လေဗာပူးအနေနဲ့လက်ရှိဒီရာသီမှာချန်ပီယံဖြစ်ဖို့ဆိုရင်တော့ အခုလိုမျိုးဒါအစောပိုင်းပွဲစဉ်တွေကစပြီးတော့တေချာလိဂီယူဒီဇိုင်းနဲ့ကစားမှာပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်တော့မြင်ပါတယ်။အဲ့တော့လီဗာပူးပရိသတ်တွေအနေနဲ့ဆိုရင်ရောလက်ရှိဒီယာဒီလီဗာပူးရဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲ။ဒါဒီယာဒီမှာဆိုရင်ရောလီဗာပူးအသင်းအနေနဲ့ပရီးမီယာလိဂ်ရဲ့ဒါတိုင်တယ်စုကိုဒါဆက်လက်ပြီးတော့စုခုသွားနိုင်မယ်လို့ထင်ကြလား။ဒါကွန်မန့်မှာလည်းချက်လောက်ဆွေးနွေးပြီးတော့ကြပါဦး။ MM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားကစားတဲ့နေ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောင်း MM Media ရဲ့ Facebook, YouTube, TikTok တို့လိုက် Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘလုံးမွေးတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံးနေကြပါမယ်။ကျွန်တော်ကအစီအစဉ်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်။